စစ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့သားသမီးတွေဟာထိုင်းနိုင်ငံရဲ့မူရစ်ဆေးဝါးနဲ့ငွေမဲခွာမှုလုပ်ငန်းတွေမှာပတ်သက်နေတယ်ဆိုတာကို Justice for Myanmar ကထုတ်ဖော်ထားတဲ့ပေါ်နိုင်ငံရေးလေလာသုံးသက်သူတွေနဲ့ဥပဒေပညာရှင်တွေရဲ့သုံးသက်ချက်တွေကိုစူးစီးပြောပြပေးပါမယ်။ကျမစကားမောင်ပါ။ ထိုင်းနိုင်ငံမှာမူရရောင်းဝယ်ဖြန့်ချိမှုတွေနဲ့ပတ်သက်ပြီးစီးနှင်းဖန်ဆင်းမှုတွေတွင်မင်းအောင်လိုက်မိသားစုနဲ့ဆက်နွယ်နေတဲ့ထောက်ထားတွေပါတွေ့လာရတာဟာစစ်ကောင်းဆောင်နဲ့သူ့မိသားစုရဲ့အကျင့်ပြတ်ခြားစားမှုတွေအတွက်ကဘာတိထင်ရှားတဲ့တက်သေးတစ်ခုဖြစ်တယ်လို့ဥပဒေပညာရှင်တချို့နဲ့မြမနိုင်ငံရေးအတိုင်းဝိုင်းကထောက်ပြပြောဆိုကြပါတယ် မြန်မာအနာသိစစ်တပ်ရဲ့ခရိုနီလက်နက်ပွဲစားထုံးမင်းလက်ကိုထိုင်းရဲတပ်ဖွဲ့ကဖမ်းဆီးခြင်းတင်းစီရမိတဲ့ပစ္စည်းတွေတဲ့စစ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့တာသမီတွေဟာထိုင်းနိုင်ငံရဲ့မူရစ်စေဝါနဲ့ငွေမဲခွာမှုလုပ်ငန်းတွေမှာပတ်သက်နေတယ်လို့ Justice for Myanmar ကထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့နှစ်စက်တင်ဘာလကဘန်ကောက်မြို့မှာထုံးမင်းလက်နဲ့သူ့လုပ်ဖော်ကင်ဘတ်၃ဦးကိုမူရစ်စေဝါရောင်းဝယ်ဖမ်းဆီးမှုနဲ့စီးနှင်းဖမ်းဆီးရမှာအဲ့ဒီလိုတွေ့ရှိခဲ့တာပါ။ တွေ့ရှိချက်တွေအရစစ်ကောင်းဆောင်ဘိုးချုပ်မူကြီးမင်းအောင်လှိုင်ရဲ့တားနဲ့သမီးပိုင်ဆိုင်တဲ့ဇိန်ခန်ကွန်တို့တလုံးနဲ့ဗန်ဆောင်နှုတ်အုပ်ပါဝင်နေတယ်လို့ Justice for Myanmar ကဇန်နဝါရီလ17ရက်ကဖွင့်ချခဲ့တာပါမြန်မာအာဏာသိမ်းစစ်ကောင်ဆောင်ရဲ့မိသားစုပိုင်ပစ္စည်းတွေပြည်ပမှာဖမ်းဆီးခံရမှုဟာနိုင်ငံတကာမီဒီယာတွေမှာလည်းပြန့်နှံ့ခဲ့ပြီးအခုလိုသိမ်းဆီးရမိမှုဟာမင်းအောင်လှိုင်ရဲ့အကျင့်ပြတ်ချစားမှုနဲ့ဥပဒေချိုးဖောက်မှုပေါင်းများစွာတဲ့ကတခုကိုတက်တေပြရရောက်တယ်လို့ဆိုပါတယ်။နိုင်ငံရေးကြတော့ဗာပြတ်သွားတယ်ဆိုတော့ မင်း online ဆိုတဲ့လူကဒီလိုလူသားမျိုးဖြစ်တယ်နိုင်ငံတော်ရဲ့ဗန္နာတွေခိုးရွက်ပြီးတော့နော်သူသားသမီးတွေကနိုင်ငံခြားမှာဒီလိုပစ္စည်းတွေဝယ်ထားပြီးတော့အလွန်အလုံးနဲ့လူဖြစ်တယ်ဆိုတာကိုတော့စက်တွေထင်ရှားပြတ်တာတော့ရောက်သွားတာပေါ့နော်အဲ့ဒါတော့နိုင်ငံရေးအမျက်ပဲပေါ့နော် င်းစီးပစ္စည်းတွေတဲ့ American Dollar တန်းနီးပါဘန်ငွေ33သန်းတန်ကြီးရှိတဲ့အိတ်ခမ်း၄ခန်းပါဝင်တဲ့ Bell Rama 9 Condo တလုံးဟာစစ်ကောင်းဆောင်မင်းအောင်လိုင်းရဲ့တာအောင်ပြေဆုံးက2018ခုနှစ်ကနေပိုင်ဆိုင်ထားပြီး CM Commercial Bank စောင်းနှုတ်ဟာမင်းအောင်လိုင်းရဲ့တမိဖြစ်သူခင်သီးတက်မွန်ကပိုင်ဆိုင်ထားတာပါမူရမောင်ခုံမှုငွေကြေးခွာချမှုနဲ့ဖန်းစီဆွဆွဲခံထားရတဲ့ထုံးမင်းလက်ဟာမြမစစ်ကောင်းဆောင်တွင်ရင်းနှီးတဲ့လက်နက်ပွဲစားအဖြစ်နာမည်ကြီးပါတယ် ုံမြင်တာပါတဲ့အချက်ကသူတို့ရဲ့ဒီစစ်ကောင်းဆောင်ရဲ့ခုံတိတ်ခါလက်ရှိနိုင်ငံတကာနဲ့ဒါဒေတာအတွင်းပေါ့အခြေအနေဒီမှာတော့မှပဲဘလူစီးပွားရေးလုပ်ငန်းနဲ့ဆက်ဆက်ပတ်သက်နေရဲဆိုတာကတော့ပို့ပြီးတော့ကိုမြင်သွားသွားတဲ့အချက်ပေါ့သူဟာသူတို့ဟာဒီပြည်တွင်းမှာသူတို့ရဲ့လက်တံပြောင်ပြီးရန်ကားရက်ဆက်မှုတွေဟာလူမိုက်လူရန်ကားဆိုတာပို့ပြီးတော့မြင်သာသွားတဲ့ရာဇဝတ်မှုတစ်ခုကိုဟိုနိုင်ငံတကာအားလေထိုင်းထိုင်းနိုင်ငံမှာပေါ့ဒီလိုမျိုးပြန်ပြီးတော့ တက်တည်တစ်ခုရလိုက်တယ်လို့ဒါတော့မြင်သာသွားတာပေါ့ဘိုးချုပ်မူကြီးမင်းအောင်လှိုင်ရဲ့အကျင့်ပြတ်ချဆမှုနဲ့အတူသူ့မိသားစုပိုင်းပစ္စည်းတွေကို ထိုင်းမှာတင်စီရမိတာဟာမြန်မာစစ်ဘိုးချုပ်တွေရဲ့အကျင့်ပြတ်ချဆမှုပေါင်းများစွာတွေကနောက်ဆုံးထွက်ပေါ်လာမှုတစ်ခုလို့နိုင်ငံရေးလှလာသုံးသက်သူတွေကဆိုပါတယ် ဒီဇင်ဘာ23ရက်မှာတော့ထွန်းမင်းလက်နဲ့သူ့ရဲ့လှုပ်ဖော်ဂိုင်ဘတ်တွေကိုမိုးရစေဝါမှောက်ခိုရောင်းဝယ်မှုငွေကြေးခဝါချမှုနိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေနဲ့တရားစွဲဆိုထားပြီးအဲ့ဒီပုံမှန်တွေနဲ့ပြစ်ဒဏ်ချမှတ်ခံရပါက1015နှစ်ကနေတေရန်တိချမှတ်နိုင်တဲ့ပုံမှန်တွေပဲဖြစ်ပါတယ်စစ်ကောင်စီအစိုးရဟာတမရဥဝင်းမြင့်နဲ့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်တို့ကိုအဂတိလိုက်စားမှုတိုက်ဖြတ်ရေးပုံမှန်နဲ့အမှု၅ခုဖွင့်ပြီးပြီးခဲ့တဲ့ဒီဇင်ဘာလကောင်ကဆွတ်ဆွဲတရားစွဲက1015နှစ်ချမှတ်ထားပါတယ်ဒါကြောင့်82နှစ် ှစ်ရွယ်တမရဥဝင်းမြင့်အနေနဲ့စွတ်စွပေါင်းအမှု၈ခုနဲ့ထောင်နဲ့၁၂နှစ်အထိကြာခံရဖို့ရှိပြီး88နှစ်ရွယ်ဒေါအောင်ဆန်းစုကြည်ဟာစွတ်စွပေါင်းအမှု၁၉ခုနဲ့ထောင်နဲ့33နှစ်အထိစစ်ကောင်စီကပုံမှမျိုးစုံနဲ့ဆွဆွဲခဲ့တာပါဒါပြင် NLD အစိုးရလက်ထက်ကအစိုးရအဖွဲ့ဝင်တွေအပါအဝင်စန့်ကျင်သူအားလုံးနှိပါးကိုလည်းအဂတိပုံမှန်တွေအပါအဝင်လုတ်ပိုင်ခွင့်အာဏာအလွဲသုံးစားမှုနဲ့ဆွဆွဲပြီးထောင်နှံတွေချမှတ်ထားပါတယ်။အဲသူများကတော့အာဏာလိုက်စားမှုနဲ့တရားတွေဆွဲ သူသမီးသူ့မြေးလေးကိုဟလာနှလုံးခွဲဆိတ်မှုတွေအိန္ဒိယဆရာကိုအထူးလေးများစွတ်ပြီးတော့ခေါ်ပပျံပုတ်ကုညာသိတိခံမော့ဗျာအဲ့လိုအလွဲသွန်းသွားလုပ်တဲ့လူကအဲ့ကြတော့သူ့သူ့ကြတော့ဘာမှအရေးမယူဒေါ်စန်းစုကြည်ခိုင်းနိုင်ငံကိုဇီရင်နဲ့သွားပြီးတော့ကိစ္စလေးပေါ်မှာလဲသူပုံကြီးချဲ့တယ်ပေါ့နော်အဲ့တော့မလို့အဲဒီစစ်ကောင်းဆောင်ဟာ ဥပဒေကိုမလေးစားတဲ့လူတယောက်ဖြစ်တယ်။သူ့ကြတော့ဥပဒေအချက်မှရောက်နေတယ်လို့အဲ့လိုတော့ဖတ်ချက်ပြီးချင်ပါတယ်ပေါ့နော်။စစ်တောင်စီလက်ထက်အဂတိလိုက်ဆောင်မှုတိုက်ဖြတ်ရေးကော်မရှင်ပြည်ထောင်စုတရားဥပဒေချုပ်ရဲ့တရားစီရင်မှုနဲ့တရားစွဲအဖွဲ့အစည်းတွေအနေနဲ့စစ်ကောင်ဆောင်အပါဝင် စစ်ကောင်စီအဖွဲ့ဝင်တွေရဲ့အကျင့်ပြတ်ချဆောင်မှုတွေမှာတရားမျှတမှုမဖော်ဆောင်နိုင်မဲစစ်ကောင်စီရဲ့အလိုတော်ကျအတုံးတော်ခံနေကြတယ်လို့နိုင်ငံရေးလှိလာသုံးသက်သူတွေကပြောပါတယ် စစ်အာဏာသိမ်းပြီးနှစ်နှစ်အတွင်းပုံမှန်မျိုးစုံနဲ့မတရားဖမ်းဆီးချုပ်နှောင်ခံရသူ13000ကျော်ရှိနေပြီး2000ကျော်မှပုံမှန်မျိုးစုံနဲ့တရားဆွဲဆိုထားမှုတွေကိုတရားစီရင်ရေးကစီရင်ချက်ချမှတ်ထားပါတယ်။စစ်အုပ်စုအဖွဲ့ဝင်တွေသူတို့ရဲ့မိသားစုတွေနဲ့စစ်တပ်တောက်တိုင်တွေဟာထိုင်းပန်တွေကိုအုံပြုပြီးပိုင်ဆိုင်မှုတွေကိုပြည်ပမှာတိုးဝက်ထားတာတွေကိုပိတ်ပင်တားဆီးဖို့ထိုင်းပန်တွေအနေနဲ့သူတို့ရဲ့ဘဏ်အကောင့်တွေကိုပိတ်သိမ်းဖို့ Justice for Myanmar ကတောင်းဆိုထားပါတယ်။ Data News Agency ရဲ့သတင်းတွေကို Data News Agency ရဲ့ Facebook Page နဲ့ YouTube Channel တွေမှာ Subscribe လုပ်ပြီးစောင့်မျှော်ကြည့်ရှုနားဆင်နိုင်ပါတယ်ရှင်။